ธรรมตยาฤกโกลอกกาไนมาปะเปี่ยวยะสีบูนี่กะโทปาตาภาวนา5မျိုးကိုปွားများจามิဘုရားနုဒတိภาวนาမရဏနုဒတိภาวนาအတုပภาวนาမေတ္တာภาวนาအာနာပါနာတတိပဋ္ဌာန်ภาวนา ဒီဘာဝနာတရားတွေကိုပွားများခြင်းဟာစိတ်နှလုံးကို မြင့်မြတ်စေတယ်။ဉာဏ်ပညာကို ဖြစ်ထွန်းစေတယ်။ညှိကပ်တွေ့တာမှုကိုနှေးပါစေတဲ့အတွက်ကြောင့်စိတ်နှလုံးကိုအလုံးမလွတ်လပ်ပေါ်ပါစေတယ်။ခုလဲချမ်းသာ၊နောင်လဲချမ်းသာစေမယ့်အလုံးမုံမြတ်တဲ့အလုပ်တွေဖြစ်တယ်။ခုဗုဒ္ဓနုဂတိဘာဝနာကိုပွားများကြမယ်။ဗုဒ္ဓနုဂတိဘာဝနာဆိုတာမြတ်စွာဘုရားရဲ့ မြင့်မြတ်ဆုံးဂုဏ်ကြီးသွေးတွေကိုနှလုံးသွင်းဆင်ခြင်နေတာကိုပြောတာမြတ်စွာဘုရားရဲ့အကုဏ္ဍတွေဆိုတာအသင်ချေနန္ဒရှိတယ်မရေမတွက်နိုင်တော့အောင်များပြားတယ်အဲ့ဒီတွေကမှမြတ်စွာဘုရားကိုယ်တိုင်ဒီဂုဏ်တွေနဲ့ပြည့်စုံတယ်ဆိုပြီးတော့ချိန်ဖန်များစွာဝန်ခံဟောကြားခဲ့တဲ့ဂုဏ်တော်၉ပါးရှိတယ်ဣတိပိသောဘဂဝါ ရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာရှရဏသမ္ပန္နော သူကတော လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝ မနုဿနံဘုဒ္ဓောဘဂဝါဂုံတော်တပါးချင်းစီကိုနှလုံးသွင်းကြည့်မယ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးသောစိတ်နှလုံးရှိတော်မူပါသောမြတ်စွာဘုရား ကိလေသာတရားတွေဆိုတာပူစီတဲ့ညှဉ်းနှွမ်းစီတဲ့တရားစုတွေလူချင်းမမောမှုလောဘဖြစ်ရတာပူလောင်နေစိတ်တိုင်းမကြမှုဒေါသတွေဖြစ်ရတာပူလောင်နေဘဝခန္ဓာရဲ့အကြောင်းကိုအမှန်မသိမှုမောဟတွေနဲ့နေရတာပူလောင်နေမနာလိုမှုဝန်တုံမှုတွေဖြစ်ရတာပူလောင်နေအဲ့ဒီလိုပူလောင်တဲ့ကိလေသာတရားတွေဟာ မြတ်စွာဘုရားရဲ့တန်တာမှာဘာတစ်ခုမှမဖြစ်တော့ဘူးအရဟတမေညာနဲ့အမြင့်ပြတ်ပဲသက်ပြီးပြီဘလောက်မမောစရာ ကောင်းတာနဲ့တွေ့တွေ့မြတ်စွာဘုရားမှာလောဘဖြစ်တယ်ဆိုတာမရှိဘူးဘလောက်မကျေနပ်စရာ ကောင်းတာနဲ့တွေ့တွေ့မြတ်စွာဘုရားမှာဒေါသဖြစ်တယ်ဆိုတာမရှိဘူးအဲလို ပူတဲ့လောင်တက်တွေမရှိလို့မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာ ပဂတိငြိမ်းအေးတော်မူတယ်။တမ္မာတမ္ဗုဒ္ဓောလုံးစုံသောတရားတို့ကို မဖောက်မပြန်ကိုပိုင်ဉာဏ်ဖြင့်မှန်ကန်စွာသိမြင်တော်မူပါသောမြတ်စွာဘုရား။မြတ်စွာဘုရားဆိုတာတဘာဝတရားတွေကိုဖန်တီးသူမဟုတ်ဘူး။သိမြင်သူသာဖြစ်တယ်။တဘာဝတရားတွေရဲ့အကြောင်းကိုပြည့်ပြည့်စုံအောင် သိမြင်နားလည်သူသာဖြစ်တယ်ဒါတွေကဆင်းရဲကြောင်းတရားဒါတွေကတော့ချမ်းသာကြောင်းတရားဒါတွေကတော့တဏှာဝိဒုက္ခကလွတ်မြောက်ကြောင်းတရားလို့အဲ့ဒါလိုသဘာဝတရားတွေရဲ့အကြောင်းကိုမြတ်စွာဘုရားကိုတော်တိုင်မှန်မှန်ကန်ကန်ပြည့်ပြည့်စုံသိမြင်တော်မူတယ်ဝိဇာရှရဏတံပါနော် မျက်စိနဲ့ဒူသောအတိညာဝိဇ္ဇာခြေထောက်နဲ့ဒူသောအကျင့်စရဏတရားတို့ဖြင့်ဤဆောင်တော်မူပါသောမြတ်စွာဘုရားလူရပန်းနိုင်ကိုရောက်ဖို့အတွက်မျက်စိနဲ့ဒူတဲ့အတိညာပညာရှိဖို့လိုသလိုခြေထောက်နဲ့ဒူတဲ့အကျင့်စရဏတရားနဲ့လည်းပြည့်စုံမှုလိုတယ်အတိရောအကျင့်ရောနှစ်ခုလုံးပြည့်စုံမှလူရခီးကိုရောက်နိုင်တာ ်ရသော်ဘုရားဝိဇ္ဇာနဲ့လည်းပြည့်စုံတော်မူတယ်။စရဏတရားနဲ့လည်းပြည့်စုံတော်မူတယ်။သူကတော်တတ္တဝါတို့ဟာအကျိုးများကြောင်းဟုတ်မှန်သောစကားကောင်းကိုသာမျက်ရှုတော်မူပါသောမျက်စွာဘုရား။မျက်စွာဘုရားဘုရားဖြစ်တဲ့ညကစပြီးတော့ပြိဋိဘံစံတဲ့ညအထိ ဒီညနှစ်ညကြာမှာမြတ်စွာဘုရားပြောခဲ့တဲ့စကားတွေဟာပြောတဲ့အတိုင်းမှန်နေဒါကြောင့်မြတ်စွာဘုရားတထာဂတမြည်တယ်လို့မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့ဘူးတယ်မြတ်စွာဘုရားပြောခဲ့တဲ့စကားတွေတိုင်းဟာတတ္တဝါတွေချမ်းသာဖို့အကျိုးရှိဖို့ကြီးပဲလောကဝိရူလောကအလုံးကိုသိမြင်တော်မူပါသောမြတ်စွာဘုရား မြတ်စွာဘုရားလုံးစုံသောလောကကိုသိမြင်တော်မူတယ်တဲ့တတ္တလောကလို့ဆိုတဲ့တတ္တဝါတွေအကြောင်းကိုအသေးစိတ်ပြည့်စုံအောင်သိမြင်တော်မူတယ်ဒီတတ္တဝါဟာဘာကြောင့်ဒီလိုဖြစ်နေတာသူ့အကြိုက်ကဘယ်လို သူ့ဇိုက်ကဘယ်ပုံအကုန်စင်သိတယ်တတ္တဝါတူဦးချင်းစီရဲ့ကိလေသာအထူပါသူတော်ကောင်းတက်ခံအမှုရဲ့အရာအလုံးကို ခေစီတင်ညာတည်တော်မူတယ်။သင်္ခါရလောကလို့ဆိုတဲ့ယုံနယ်နေရဲ့အကြောင်းကိုလည်းပဲအသေးစိတ်အကုန်ရှင်သိမြင်တော်မူတယ်။ယုတ်တည်နဲ့နေဘယ်လိုဖြစ်ပေါ်နေကြသလဲ။ဘာကြောင့်ဖြစ်ပေါ်နေကြသလဲ။ဘယ်လိုတွေဆက်ဖြစ်မလဲ။အသေးစိတ်အကုန်သိတယ်။ပဋ္ဌံတရားဆိုတာမြတ်စွာဘုရားဘလောက်သိတယ်လဲဆိုတာရဲ့အသက်တည်ပဲ။ ဩကာသလောကလို့ဆိုတဲ့ကမ္ဘာလောကကြီးအကြောင်းကိုလည်းအကုန်ရှင်းသိမြင်တော်မူတယ်။သိတော်မူလို့စัจ java လားအနန္တလို့မြတ်စွာဘုရားဟောခဲ့တာ။မြတ်စွာဘုရားလောကအလုံးကိုသိမြင်တော်မူတယ်။အနုတ္တရပုရိသဓမ္မတာရထိဆုံးမလိုက်တော်တတ္တဝါတို့ကိုကိလေသာကင်းရင်ကျေးခြင်းသို့ရောက်အောင်ဆုံးမတော်မူရ၌ အတုမရှိမျက်ဆုံးဖြစ်တော်မူပါသောမြတ်စွာဘုရားတတ္တဝါတွေကိုကောင်းမွန်ပြုပြင်နိုင်တဲ့နေရာမှာမြတ်စွာဘုရားအစွမ်းနိုင်ဆုံးပဲအတုမရှိမျက်ဆုံးပဲဇာကဒေါသမောဟတို့ကြောင့်ရိုင်းဆိုင်နေတဲ့တတ္တဝါတွေကိုဇာကဒေါသမောဟကင်းပြီးယဉ်ကျေးခြင်းသို့ရောက်အောင်ဆုံးမတဲ့နေရာမှာမြတ်စွာဘုရားအသာဆုံးမျက်ဆုံးပဲ တတ္တာဒေဝမနုဿာနံတန်တရာခီသောတတ္တဝအများတို့ဤရှည်သောခေါင်းဆောင်ကြီးဖြစ်တော်မူပါသောမြတ်စွာဘုရားတန်တရာဆိုတာဖြတ်တန်းမှုခက်တဲ့အလွန်ကြမ်းတမ်းတဲ့ကန္တာရခီးခဲကြီးပဲတတ္တဝတွေဆိုတာခီးတဲ့တွေပဲမြတ်စွာဘုရားဟာတတ္တဝတွေကို လိုရာခီးရောက်အောင်ဆောင်ကျင်းပေးမယ် လမ်းခေးမှာကျွမ်းကျင်လိမ့်ပါတဲ့ရှည်သွားကောင်းဆောင်ကြီးပဲအမျက်ဆုံးဆရာကြီးပဲလမ်းခေးကိုကျွမ်းကျင်လိမ့်ပါတဲ့ရှည်သွားကောင်းဆောင်မပါပဲခရီးတွေကလိုရာခီးကိုဘေးကင်းရန်ကင်းရောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဘဝခီးချုံးမွေဖို့တန်တရာခီးချုံးမွေဖို့နိဗ္ဗာန်လို့ဆိုတဲ့မရောက်ဖူးတဲ့အရက်ကိုရောက်အောင်သွားတဲ့နိဗ္ဗာန်ခီးချုံးမွေဖို့ ခရီးမျိုးစုံကြောမွေးဖို့အတွက်မြတ်စွာဘုရားရဲ့အစိုးမလမ်းညွန်ချက်တွေဟာတခုတည်းသောအားကိုးရပဲဗုဒ္ဓသစ္စာလေးပါအမှန်တရားတို့ကို ကိုယ်တိုင်လည်းသိမြင်တပားသူတို့ဟာလည်းသိစေတော်မူရပါသောမြတ်စွာဘုရားရုံဏတို့ရဲ့စင်စင်မပြတ်ဖြစ်ပေါ်ပြောင်းလဲနေတဲ့ဒီဘဝဒီဖြစ်စဉ်ကြီးဟာ ဆင်းရဲမှုတသက်ကြီးပဲလို့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုမြတ်စွာဘုရားဟာသိတော်မူတယ်လိုခြင်းမှုရခြင်းမှု ဖြစ်ခြင်းမှုတဏှာလောဘဆိုတာဆင်းရဲခြင်းရဲ့အကြောင်းတရားအမှန်ပဲလို့လောဘရဲ့တမှုရိယသစ္စာသဘောကိုသိမြင်တော်မူတယ်အဲ့ဒီလောဘကိုလည်းအကျွင့်မဲ့ပယ်တတ်တော်မူတယ် ောဘငြင်းခြင်းသည်ဆင်းရဲခြင်းရာနိဗ္ဗာန်ပဲလို့လောဘကုန်ခန်းခြင်းရဲ့និရောဓသစ္စာသဘောကိုသိမြင်တော်မူတယ်။အဲ့ဒီនិရောဓသစ္စာကိုလည်းမျက်မှောက်ပြုတော်မူတယ်။တဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမြင်ခြင်းတမာဒိဋ္ဌိကောင်းဆောင်တဲ့မဲခင်ရှိပါဆိုတာဒုက္ခငြိမ်းရာနိဗ္ဗာန်သို့ဆက်ရောက်စေတဲ့လမ်းပဲလို့မဲခင်ရှိပါရဲ့ဒုက္ခငြိမ်းချောင်းလမ်းစဉ်အဖြစ်ကိုလည်း တည်တော်မူတယ်။အဲ့ဒီမဲခင်အကျင့်ကိုလည်းပွားများပြီးဖြစ်တယ်။အဲ့ဒါလိုသစ္စာလေးပါးကိုထွတ်ထွင်းပြီးတည်တော်မူလို့မြတ်စွာဘုရားဆင်းရဲဒုက္ခအလုံးချုပ်ငြိမ်းတော်မူတယ်။မြတ်စွာဘုရားကိုယ်တိုင်သစ္စာလေးပါးတည်ပြီးဒုက္ခငြိမ်းအောင်ဆောင်ရွက်နိုင်ုံများမကဘဲနဲ့တတ္တဝါတွေကိုလည်းသစ္စာလေးပါးတည်ပြီးဒုက္ခငြိမ်းအောင် ဘဝတစ်လျှောက်လုံးဆောင်ရွက်တော်မူခဲ့တယ်။ဘဂဝါပြုကျင့်ခဲ့သောပါရမီတော်အနန္တတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုံဖြာပြာတို့ဖြင့်ကောင်းစွာကုန်လုံးပြည့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရား။လေးတင်ချင်တဲ့ကဘာတသိမြင့်မြတ်တဲ့ပါရမီလုပ်ငန်းတွေကိုမရေတွက်နိုင်အောင်ပြုလုပ်ဖြည့်စည်းတော်မူခဲ့လို့ဖျားဖြစ်မဲ့ဘဝမှာ ဘာမှလိုလေသေးမရှိပြည့်စုံအောင်ပါရမီတရားတွေဟာဖက်ဖက်ကနေချိုးပေးကြတယ်ဒါကြောင့်မြတ်စွာဘုရားရုပ်ရည်အဖြစ်လဲအတင့်တယ်ဆုံးဉာဏ်ပညာအဖြစ်လဲအထက်မြတ်ဆုံးသူတော်ကောင်းတရားအဖြစ်လဲပဲအမြင့်မားဆုံးဂုံကျက်တွေအဖြစ်လဲအကြီးအကျယ်ဆုံးဖြစ်ရတယ်ဒါကိုပဲဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတကူတော်နန္ဒ ပါရမီတော်နန္ဒာလို့ချီးကျူးပူဇော်ကြတာဘဝပေါင်းများစွာ ကောင်းတာတွေကိုပြည့်ပြည့်စုံအောင်ပြုလုပ်ခဲ့လို့ဖရားဖြစ်တဲ့ဘဝမှာဘယ်ဘက်ကမှလူလီသေးမရှိ လောကီ လောကုတ္တရာခုံပေါင်းများစွာနဲ့အလျံပဲပြည့်စုံတော်မူတာအရဟံသဘဂဝါဆုံးကိုးပါးသောဂုဏ်တော်တို့နဲ့ပြည့်စုံတော်မူပါသောမြတ်စွာဘုရားကို ယုတိမြတ်နုရှ िख ုပူတော်ပါ၏ဖေဟာ